မောင်ဖြိုးဟာရုပ်စုံစုံဖတီးတယောက်ဖြစ်တာမို့လို့အเจ้าမဆိုရင်လည်းအမြဲလိုလိုနိုင်ချစ်ခံရပါတယ်။မောင်ဖြိုးလည်းအမြဲနိုင်ချစ်ခံနေရတာမို့လို့အမေကိုပြောပြီးအเจ้าပြဖို့လုပ်ပေမဲ့ငွေရေးကြီးအဆင်မပြေတာမို့လို့မောင်ဖြိုးလည်းငြိမ်နေလိုက်ရပါတယ်။တရက်မှာတော့မောင်ဖြိုးကိုအเจ้าကငနေတွေကဝိုင်းနေဆက်တာကိုမောင်ဖြိုးအမြင်မြင်သွားပြီးမောင်ဖြိုးကိုမြို့ကအเจ้าမှာအเจ้าမြောက်ပြလိုက်ပါတော့တယ်။ဒီလိုနဲ့မောင်ဖြိုးလည်းမြို့ကြီးပြကြီးမှာအเจ้าတော်တက်ရပြီးစားရောက်တဲ့နေ့မှာပဲစိတ်တက်လူတင်တဲ့စော်လေးတပွေကိုတောက်ကြောင်လိုက်တာအဲ့ဒီကောင်မလေးရဲ့ဘဲကသူ့ကိုကြောက်ရမလားဆိုပြီးစွန်ကြီးလောင်းလိုက်တာလိုင်းပေါ်မှာပြန်သွားပါတော့တယ်။မောင်ဖြိုးလည်းအဲ့ဒီဗီဒီယိုကိုကြည့်ရင်ဝမ်းနဲ့သွားပြီးအိပ်ပျော်သွားခဲ့ပါတယ်။သူနှုတ်လာတဲ့ချိန်မှာတော့မောင်ဖြိုးဟာရင်လုံးဖတ်တီးမုတ်တော့ပဲပေါင်မုတ်ချောက်လုံး အရက်၆ပိနဲ့ရမ်းချုံမော့တဲ့ကောင်လေးဖြစ်နေတာကိုတွေ့သွားပါတယ်ဒါအပြင်သူ့ရဲ့ခန္ဓာကိုယ်စစ်ကအိတ်နေတာတွေ့ပြီးသွားနှုတ်တဲ့ချိန်ဖတိပေါင်ဖြိုကထလာပြီးလူကြောပေါင်ဖြိုကအိတ်ပြော်သွားပါတော့တယ်အဲ့တော့မှသူကခန္ဓာကိုယ်နှစ်ခုကိုပိုက်ဆိုင်ပြီးတယောက်အိတ်နေရင်တယောက်ကနိုးနေရမယ်ဆိုတာသိသွားပါတယ်ဒီလိုနဲ့ကြောင်းစားပွင့်တဲ့နေ့မှာတော့လူကြောပေါင်ဖြိုပုံနဲ့ကြောင်းသားတက်တာတချောင်းလုံးကမိန်းကလေးတွေကလည်းအစင်လေးဆိုပြီးဝိုင်းကြည့်ကြပါတော့တယ်အတန်းထဲမှာလည်းသူ့ကိုစွန်ကြီးလောင်းခဲ့တဲ့ဖိုးအောင်ကိုတွေ့ပြီးဖိုးအောင်ဆိုမိချောကတော့ငစိမ့်ဖြစ်တဲ့မောင်ဖြိုကိုသဘောကျပြီးငငင်ဖြစ်တဲ့ဖိုးအောင်ကိုပြစ်ချင်နေပါပြီဖိုးအောင်ကတော့မောင်ဖြိုကိုမမတ်မိပဲမောင်ဖြိုကိုအတန်းကောင်းဆောင်မမဟန္တာကလာမိတ်ဆက်ပေးပြီးမုတ်စားဆင်းတော့လဲကြောင်းက အုပ်စုတွေကိုမိတ်ဆက်ပေးပါတယ်ဒီလိုနဲ့ကြောင်းပြတဲ့ချိန်မှာတော့ခန္ဓာကိုယ်အစ်စ်ကိုတောက်ကမြင်းကြောထထားတာမို့လို့မောင်ဖြိုးလဲပြင်းပန်းပြီးအတန်းထဲမှာအိပ်ပျော်ကအိခန်းထဲကမောင်ဖြိုးလဲနိုးလာပါတော့တယ်ဖတီးမောင်ဖြိုးလဲအိပ်ပျော်အောင်စူးစမ်းလိုက်တော့ကြောင်းမှာလူချောင်းမောင်ဖြိုးဖြစ်ပြန်နိုးလာပါတော့တယ်ညနေကြောင်းစင်းတော့လူချောင်းမောင်ဖြိုးရှာထားတဲ့အချိန်ပိုင်းလုတ်ကိုဖတီးမောင်ဖြိုးကဝင်လို့တဲ့ချိန်မှာတော့တထေးကအသိမကျင်တဲ့ပေမဲ့ဈေးရောက်တက်တာမို့လို့လက်ခံလိုက်ပါတယ်စရောက်တဲ့နေ့မှာပဲတန်းထဲကဖိုးအောင်တို့ဇိုးတစ်ဖွဲ့ရောက်လာပြီးဆက်လိတ်လာဝဲတာမို့လို့မောင်ဖြိုးလဲမှတ်ပုံနဲ့တောင်းကြည့်တယ်အဲ့ဒီချိန်ဖိုးအောင်ကသူ့စော်ကိုကြောင်းခဲ့တဲ့အကောင်ဆိုပြီးစိုက်မှာပဲထိုးချိတ်ခါဓာတ်ပုံရိုက်သွားခဲ့ပါတယ်မနေ့ရောက်တော့ဖိုးအောင်တို့ကညကဓာတ်ပုံကိုကြည့် ပြီးလှောင်နေတာမို့လို့လူကြောလည်းအဲ့လိုမလုပ်ဖို့ပြောလိုက်ပါတယ်ဖိုးအောင်လည်းဆရာကြီးလားဆိုပြီးထထုတ်ပြီးမြဲလူကြောပေါင်ပြိုကရုတ်ချောတဲ့ပြင်တိုက်ပတ်ကျွမ်းနေတာမို့လို့ဖိုးအောင်ပဲမှောက်သွားပါတယ်ဖိုးအောင်မှောက်သွားတဲ့ကြောင်းကတကြောင်းလုံးပြတ်သွားပါတယ်ရရောက်တော့ဖက်ဒီမောင်ပြိုအလုံးလုံးနေချင်းကြောင်းကမှန်ကြောင်းတစ်ကောင်ရောက်လာပြီးမုတ်တွေခိုးသွားတာကြောင့်နောက်ကလိုက်ဖမ်းချင်းကြောင်းကငနေတွေလက်ချက်မှန်းသိလိုက်ပါတယ်အဲ့ဒီကောင်တွေကမောင်ပြိုတဲ့မှန်ကြောင်းကိုအချင်းချင်းချခိုင်းနေချင်းတခြားတန်းကဘီကျဲညိုကြီးရောက်လာမှအဲ့ဒီငနေတွေလည်းလစ်ပြေကုန်ကြပါတယ်မောင်ပြိုလည်းကြောင်းမှညိုကြီးကြောင်းကိုဟန်နာကိုမြင်ကြည့်တော့ညိုကြီးကဘီသူကအတန်းကမှန်ရလုတဲ့ဖိုက်တာဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီအချိန်ညိုကြီးရောက်လာတာမို့လို့မောင်ပြိုလည်းညာကကိစ္စကိုကြေ ေးဇူးတင်လိုက်တာနောက်မှခန္ဓာကိုယ်မတူမှန်သိပြီးရှော့ချလိုက်ရပါတယ်။အဲဒီလိုနဲ့အเจ้าကငနေတချို့ကဖိုးအောင်ကိုဆော်လိုက်တဲ့မောင်ဖြုတ်ကိုဆရာကြီးဆိုပြီးဖင်ဝိုင်းမကညနေကြောင်းစင်ကြီးပုံဆိုင်ကိုသွားကြပါတယ်။အဲဒီចောင်းသားတွေတဲ့ကတယောက်ကဖတီးမောင်ဖြုတ်ကိုနှိပ်စက်နေတဲ့ဗီဒီယိုကိုဟာသားလုံးနေတာကြောင့်မောင်ဖြုတ်လည်းဖုန်းကိုချိုးကအမှုလွန်ပြီးပောက်သွားပါတော့တယ်။ပြီးတော့တစ်ဖက်ကဖတီးမောင်ဖြုတ်ကနိုးလာပြီးခန္ဓာကိုယ်လဲရအောင်ပြန်အိပ်ပေမဲ့ဘလို့မအိပ်မရတာကြောင့်လူကြောမောင်ဖြုတ်ရှိမဲ့ပုံဆိုင်ကိုသွားကသွားပြန်ခွာရပါတော့တယ်။မနေ့ចောင်းရောက်တော့မောင်ဖြုတ်နဲ့မှတ်ចောင်းကတငယ်ချင်းဖြစ်သွားကြပြီးအိမ်ပြန်လာတဲ့အချိန်မှာတော့အမေရောက်နေပြီးဖတီးမောင်ဖြုတ်ကိုနှုတ်နေတာတွေ့သွားပါတယ်။လူကြောမောင်ဖြုတ်လည်းဖတီးကြပဲလှုပ်လို့ ရတာမို့လို့မနှိုးဖို့ပြောကအမေကလည်းသူနဲ့မောင်ဖြူကတကယ်ချင်းဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါကိုကြားသွားတဲ့ညိုကြီးကလည်းလူเจ้าမောင်ဖြူကဖတိမောင်ဖြူကိုခိုက်စားနေတယ်လို့ထင်သွားခဲ့ပါတယ်အမေကလည်းမောင်ဖြူနှုတ်လာရင်ပေးဖို့ပတ်ဆက်ပေးခဲ့တာမို့လို့ညိုကြီးကလူเจ้าမောင်ဖြူကြားကဖြတ်ကုန်တယ်ထင်ပြီးပတ်ဆက်ကိုဖတိစီပြန်ပေးဖို့လှူပါတော့တယ်အဲ့ဒါကိုမောင်ဖြူကလည်းအရင်ကကောင်နေလို့ပတ်ဆက်တောင်းတဲ့ကောင်ထင်ပြီးပြန်တွေ့လိုက်တာညိုကြီးပဲကြံခဲ့ပါတယ်ညိုကြီးကတော့ဘာမှမသိပဲညာဆိုင်စစ်နေတဲ့မောင်ဖြူစီပတ်ဆက်ကိစ္စသွားတောင်းပန်ကလေ့ကျင့်ခန်းလုပ်ဖို့ပြောလိုက်ပါတယ်မောင်ဖြူလည်းလေ့ကျင့်ခန်းလုပ်နေတော့မိသွေဆိုတဲ့ကောင်မလေးရောက်လာပြီးမောင်ဖြူလေ့ကျင့်ခန်းလုပ်နေလို့ဆိုပြီးအေးအေးဝဲတိုက်သွားပါတော့တယ်နောက်နေ့ကြောက်ရွံ့သွားတဲ့ ချိန်မှာတော့မောင်ဖြိုးကိုအကြောင်းက rich kid လေးတွေကရုပ်ချောပေမဲ့သုံးဆောင်ပစ္စည်းတွေကစင်းရတာသိပြီးမှန်တရားဖော်ထုတ်မဲ့လုပ်နေတာကိုမောင်ဆန်းဝါကြားသွားပါတယ်ဒီလိုနဲ့အကြောင်းက poker class ကအကြီးဥဆောင်တဲ့အကြောင်းသားတို့ကဖိုတိုဆိုတဲ့ကောင်လေးကိုနှိပ်စက်နေတာမြင်ပြီးမောင်ဖြိုးလည်းကိုကျင်းစာတဲ့အနေနဲ့ဝင်ကူညီလိုက်ပါတယ်အကြီးကလည်းမင်းပါလဲငါပါလဲချဖို့ပြင်ဆင်နေချိန်ကျောင်းဆရာရောက်လာလို့ shop ဖြစ်သွားပါတယ်ကျောင်းဆင်းတဲ့အချိန်မောင်ဖြိုးကအမေနဲ့ဖုန်းပြောနေရင်မနေ့ပြန်မွေးနေ့ဆိုတာကိုဆန်းဝါကြားသွားပြီးသူ့ရဲ့ကောင်းစားအင်ဂျင်နဲ့သုံးဆောင်တို့ကိုမောင်ဖြိုးကိုပေးလိုက်ပါတယ်ကျောင်းကတတိသားတွေကတော့မောင်ဖြိုးကိုအဆက်ခွဲတော့မဲ့အချိန်မှာပဲဟိုကကူချီတွေဝင်လာတာမြင်ပြီးအပေါက်တွေပိတ်ကုန်ကမောင်ဖြိုးက ကတော့တငယ်ချင်းလက်ဆောင်ပေးတယ်ဆိုပြီးပြောလိုက်ပါတယ်တဖက်မှာတော့ဘိုကေတန်းကလူတွေကကြောက်ကအစိုးပြိုင်ပွဲမကြခင်လာတော့မှဖြစ်ပြီးအဆန်းဆိုတဲ့အချိန်မှာလည်းဖိုတိုကလွဲပြီးအကြီးတို့ကအဆန်းဝင်ဆိုလိုက်ရပါတယ်ဖိုတိုကတော့လက်မလျှော့ပဲတချင်းစာသားတွေဆက်ရေးဆက်ဖြစ်ပါတယ်နောက်နေ့မှာဖိုတိုကအစိုးပြိုင်ခွင့်ရတာကိုအကြီးတို့ကမနာလိုပဲအနိုင်ကျင့်နေတာကိုမောင်ဖြိုးကဝင်ပြီးသူရဲကောင်းဝင်လုပ်ပေးပါတယ်မောင်ဖြိုးအပြင်ဇန်ဝါဖိုးအောင်နဲ့ညိုကြီးတို့ကပါပါလာတာမို့လို့အကြီးတို့လည်းအမကြီးနိုင်တော့ပဲပြန်သွားပါတော့တယ်ဖိုတိုကတော့သူ့ဝင်ခွင့်ကပြဲသွားတာမို့လို့စိတ်ညစ်ပြီးအိမ်ပြန်သွားပေမဲ့မောင်ဖြိုးကတိတ်နဲ့ပြန်ကပ်ပေးလိုက်ပါတယ်ဖိုတိုကတော့အပေါ်ရီပါဆိုပြီးမောင်ဖြိုးကိုတောက်ဖက်မလုပ်ပဲတချ ချင်းစာသားတွေပါထိုင်ရင်းပါတော့တယ်အဲ့ဒါကိုသိတဲ့အာဂျီကထုတ်ကန်အတိုင်းနှိပ်ဆက်ပြီးတချင်းစာရဲကိုလည်းဖျက်လိုက်ပါတယ်မောင်ဖြူကတော့ဟန်နာစီကနေစိုးပြိုက်ပွဲကြောင်းသိပြီးခန်းနဲ့တန်ရှိရဲလို့ရင်တကူတော့ပွဲကိုစိတ်ကူးတဲ့ကဖျော်ပြလိုက်တာအောက်ထက်ကဖိုးတုတ်ကြသွားပါတော့တယ်ဒီလိုနဲ့ဖိုးတုတ်လည်းသူနဲ့အတူပြိုက်ပွဲမှာဆိုဖို့အကူအညီတောင်းလိုက်ပြီးနောက်နေ့ကစပြီးလေ့ကျင့်ကြပါတော့တယ်မောင်ဖြူကအချိန်ပိုင်းလုံးပါလဲလေ့ကျင့်နေတာကိုဈေးလဝဲတဲ့မိသွယ်ကလည်းကြားသွားပါတယ်အာဂျီတို့ကတော့ဖိုးတုတ်တို့ဖျော်ပြနေတာသိပြီးဖိုးတုတ်နဲ့မှန်ကြောင်းကိုနှိပ်ဆက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအာဂျီသူ့ဆော်ကဖုံးဆက်ခွာတာမဟုတ်လို့ထွက်သွားတာကြောင့်မှန်ကြောင်းလည်းဖိုးတုတ်ကိုခေါ်ကဖတီးမောင်ဖြူစီသွားပြီးသုံးယောက်သားစကားပြောကလူကြောမောင်ဖြူက သူတို့ဘော်ကောင်းကြောင်းတွေပြောကြပါတော့တယ်သူတို့နားကိုရောက်လာတဲ့ညကြီးလဲအဲ့ဒီတော့မှလူချောင်းမောင်ဖြုတ်ကလူကောင်းဆိုတာသိသွားပါတယ်ဒီလိုနဲ့အเจ้าမှာအစိုးပြိုင်ပွဲပြင်တခြားပြိုင်ပွဲတွေကျင်းပမဲ့နေရောက်လာပြီးမောင်ဖြုတ်လဲအတော်စိတ်လှုပ်ရှားနေခဲ့ပါတယ်အဲ့ဒီချိန်အเจ้าကိုမိသွယ်ကရောက်လာတာမဟုတ်လို့မောင်ဖြုတ်လဲသွားနှုတ်ဆက်ခါမိသွယ်ကတော့သူ့ကိုလာကြောင်းနေတဲ့ထင်ပြီးခြေလွတ်လိုက်ပါတယ်ဟော်ရီကက်ကပါဝင်ပါလာတာမဟုတ်လို့ညကြီးကလည်းမောင်ဖြုတ်ဘက်ကနေဝင်ပါလာတယ်မိသွယ်လဲကြီးကျယ်တွေဖြစ်ကုန်ပါဆိုပြီးသူ့လူသူပြတ်ခေါ်သွားပါတော့တယ်ညရောက်တော့အစိုးပြိုင်ပွဲလဲကျင်းပကြပြီးအာကြီးကလည်းသူတို့နိုင်မဲ့ထင်ပြီးအကြင်နေခဲ့ပါတယ်ဒီလိုနဲ့မောင်ဖြုတ်တို့လဲရောက်လာခဲ့ပြီးနှစ်ယောက်စလုံးတချင်းကိုမူးအပြည့်နဲ့တီဆိုလိုက်တာပြိတ္တတွေ အားပေးကြပြီးပွဲမှာနိုင်ရကပရိုဂျူဆာတွေကပါအခွေထုတ်ဖို့လာကမ်းလှမ်းကြပါတော့တယ်ပရိုဂျူဆာတွေကလည်းရုပ်ချောတဲ့မောင်ဖြိုးကိုကမ်းလှမ်းနေကြတာမဟုတ်လို့မောင်ဖြိုးကတော့ဖိုတိုကထိုက်တန်သူဆိုပြီးညှိလိုက်ပါတယ်မောင်ဖြိုးတို့ရဲ့ဖြောပြွဲကလိုက်ပေါ်မှာပေါက်ပြီးမိသွယ်ကမြင်သွားပါတယ်အဲ့တော့မှမိသွယ်ကစင်မော်ကမောင်ဖြိုးကစတိုးဆိုင်ကမောင်ဖြိုးမှန်တိသွားကသူမကိုယ်တိုင်လည်းခန္ဓာကိုယ်နှစ်ခုဖြစ်ရင်ဇာလဲလေးလေးပြီးသွားပါတော့တယ်လူချင်းမင်းတို့လည်းမောင်ဖြိုးလိုခဏခဏရုပ်ချောခြင်းရင်အမြဲတမ်းအိတ်နေလိုက်ကြပါအစုံအနိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်